ပရိသတ်များအားလုံးကိုကျမတို့ရဲ့ Post Store Channel လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားစိတ်မိုးအတွက်စာရေးသူ PP ရေးသားထားတဲ့ကြက်တစေတို့ရွာဆိုတဲ့ဇာလန်းလေးကိုနားဆင်ရမှာပဲဖြစ်ပါရရှင်။ဇာလန်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဇာလန်းသစ်တွေတင်နိုင်သိနိုင်မှုအတွက်ဗီနာ notification လောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါရရှင်။ဒါဆိုရင်တော့ဇာလန်းလေးကိုစတင်လိုက်ပါပြီ။ တောင်မော်လန်လေးကတောင်နေရံများကိုကြွေကောက်ဖောက်ထားတဲ့လမ်းဖြည့်၍ကားစီယာတိုင်းကိုကျင်လေစွာဘေးလဲလိုက်ညာလဲလိုက်နဲ့မောင်းနေတဲ့ကားစီယာကိုကြည့်၍ကျွန်တော်အသေးရနေမိတယ်။ကျွမ်းကျင်ရလိမ်မာဆိုသလိုပါပဲ။ "तू ကတော့ဒီလန်းဒီခီးကိုအလွတ်ရနေတယ်လို့ပဲ။ तू ကားမောင်းတာကိုကြည့်ရတာပင်မပုံမပေါ်။အေးအေးတတနိုင်လာတယ်။ကိုင်းရကိုအိတ်ထဲကထုတ်ယူသွားလိုက်။ဘေးနားထိုင်လာတဲ့ကျွန်တော်စကားတွေပြောလိုက်နဲ့ရှင်လန်းတက်ကြွနေတယ်။ ူရဲ့ကာသမအတွေ့အကြုံတွေကိုနားထောင်ရတာလဲတကယ်ကိုစိတ်ဝင်စားစရာကာဆရာက အသက်အဖြစ်40ဝန်းကျင်ဟုခန့်မှန်းရတယ်။သို့တော့သူကြည့်ရတာအသက်30အရွယ်လူငယ်ပမာလှည့်မြန်ဖြက်လက်နေတယ်။ကုဆရာတော့ယုံမလားမသိဘူး။ဟောဒီအဝေးပြေးလမ်းမပေါ်မှာနာနာဘဝတွေရှိတယ်ဗျ။ကာဆရာကကျွန်တော်ကိုစကားပြောတဲ့အခါကုဆရာဟူသောနန်းစားကိုတုံတက်တောင်းတတိထားမိသွားတယ်။ ျွန်တော်ကအွန်လိုင်းမှာဝိညာဉ်ဖြစ်ရဲ့ဆမ်းမြောက်အကြောင်းရေးသားသူတယောက်ဆိုတာသူ့ကိုပြောပြမထားပေမဲ့သူကတော့ထိုသို့အုံလုံးခေါ်ဆိုတယ်။ဆရာသမားကိုကျွန်တော်တွေ့ကြုံတာလေးတွေဖောက်တယ်ချရအောင်မယ်။ခရီးသွားရင် အပြင်းပြေဇလန်းတစ်ပုတ်ရတယ်ပဲမှတ်ပေါ်ဗျာ။ကျွန်တော်အံ့ဩကြီးစွာကားဆရာကိုလှဲကြည့်လိုက်မိတယ်။ကားဆရာကတော့ပုံမှန်ပါပဲ။ကိုရောင်ကိုပစောင်တစ်ဖက်မှာမြုံနေရင်းဆက်ပြောတယ်။အော်မိတ်ဆက်ဖို့မေ့နေတယ်။ဆရာအွန်လိုင်းမှာပြဿနာပေးရေးတယ်ဆို။ ကလောင်နာမေကဘာလဲဗျသူ့ကိုကျွန်တော်ပို၍စိတ်ဝင်စားသွားတယ်။ "तू ကကျွန်တော်အကြောင်းတစုံတစောက်သိထားပေမဲ့ကျွန်တော်က तू ကားမောင်းတာကလွဲ၍ဘာကိုမှမသိဘူးမဟုတ်လား။ကျွန်တော်စာရေးတာခမည်းတော်ဘသူကပြောပြထားရလဲဗျ။အော်ဒါလားကားလာငားတဲ့ဆရာတငယ်ချင်းဆိုကြီးကပြောပြသွားတာပါ။ကျွန်တော်ကကားကိတ်မှာအားနေရင်ပရစာပေတွေဖတ်တာဝါသနာကြီးမယ်။ဆိုကြီးကသိတယ်နိ။ အဲ့ဒါကြောင့်ကားလာငါတို့ကဆိုရကျွန်တော်ကိုခမရလမ်းမှာအပြင်းပြေးပြီး အခုခရီးသွားမဲ့သူကအွန်လိုင်းမှာပရလောကအကြောင်းစာရင်းနေတဲ့သူပဲတဲ့ခမရမှာဇလန်းနေပါရရှိရင်လဲသူ့ကိုပြောပြပေါ်တဲ့ဩဒီလိုကိုကျွန်တော်လိုက်ကောဘက်ကိုခရီးထွက်တယ်ဆိုတော့ဒီကားကိုကျွန်တော်တငယ်ချင်းဆိုရစိတ်ချရတဲ့ကာသမအသိရှိရဲ့သူငါပေးမယ်ဆိုကငါပေးလိုက်ခြင်းပဲလူတိုင်းမမြင်ရတဲ့လောကတစ်ခုအနေနဲ့ကျွန်တော်စိတ်ဝင်စားမိလို့ပါ ။ပြီးတော့ကျွန်တော်ငယ်ငယ်ကအဖွားတို့အတော်တို့လက်ပေါ်မှာကြီးပြင်းလာရတာဆိုတော့သူတို့ပြောတဲ့ညာအိယာဝင်ပရလောကပုံမြင်နေရလေကျွန်တော်ငယ်ဘဝကိုလွှမ်းမိုးထားသလိုဖြစ်နေတယ်လေ။စာရေးနိုင်တဲ့အရွယ်ရောက်တော့အွန်လိုင်းမှာရှိတဲ့ပရာလောကဇလန်းတွေဖတ်လို့ရတဲ့ဂရုတွေမှာစမ်းရေးကြည့်ရင်နဲ့အထိုင်ရောက်လူတီများလာတဲ့သဘောပါ။စာရေးစရာလို့အမိခံတိုက်သူတော့မဟုတ်ပါဘူးဗျာ။ကားစရာကိုတခုတောင်းပန်ထားရအောင်မယ်။ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်ကိုဆရာလို့မခေါ်ပါနဲ့လား။ ျွန်တော်နာမည်ကထန်နိုင်အွန်လိုင်းမှာတော့ PP မန်တက်လေးဆိုတဲ့အမည်နဲ့စာရေးပါတယ်ကားဆရာက ဖော်ရွေတာမှန်တော့လဲပွင့်လင်းနေအော်စိတ်မရှိပါနဲ့ဗျာအဲ့ဒီနာမည်တော့ကျွန်တော်မဖတ်မိဘူးကျွန်တော်ကတာတီတို့မဖဲဝါတို့အဖတ်များတယ်သူတို့စာတွေကလှုပ်ကောင်းကိုဗျကျွန်တော်နာမည်လဲမှတ်ထားနော်ဂိမ်းမှာတော့အောင်ကြီးလို့အခေါ်များတယ်နာမည်ရင်းကတော့အောင်ကျော်လင်းကိုဆရာကားငါးဖို့လိုအရင်ဖုန်းဆက်လိုက်ပါဈေးမများစေအောင်ခရီးသွားရတာကျွန်တော်ကနေဆို စိတ်ကျေနပ်စေရမယ်အာမခံနေထို့သူပြောရင်ကား dashboard ပေါ်ကလိမ့်စာကလေးတစ်ခုကိုကျွန်တော်အားပေးတယ်ကိုစရာဆိုတဲ့စကလုံးကတော့သူ့ရဲ့ကိုပိုင်အတုံးလုံးသာဖြစ်လိမ့်မယ်ကျွန်တော်တားမြစ်ပေမဲ့သူကတော့၃မြေ30ပဲပြောချင်တယ်လို့သာပြောပတ်စေတော့ဟူ၍ကျွန်တော်လည်းသူ့စိတ်ကြိုက်ပြောခွင့်ပြုလိုက်တော့တယ်ထမှန်မတားမြစ်တော့ပါအငါကားမောင်းရတာဆိုတော့နေစုံပဲစုံတွားဘူးရောက်ဘူးနေတာပေါ့ဆရာသမားရင်တခါတလေနေဘက်မောင်းရတာရှိတယ်လို့ ခကြီးတွေကတောင်းဆိုလိုက်ရင်ညာဘက်တွေလည်းမောင်းပေးရတယ်လေအခုကျွန်တော်ပြောပြမှာကညာဘက်ခကြီးသွားရင်နဲ့ကြုံခဲ့ရတဲ့ထူးဆန်းတဲ့အတွေ့အကြုံတစ်ခုအကြောင်းပေါ့မမရရစောင်းနေအေးလွန်းလို့ခိုက်ခိုက်တုံနေရတဲ့ကြာကတောင်းတော်ခကြီးတစ်ခုကိုကျွန်တော်အငားလိုက်ခဲ့ရတယ်ကန်းငါတာကအသက်60ကျော်လေမယား2ယောက်ပြသူတို့သားကတောင်ကြီးမြို့အေးတိုင်ယာမြို့တဲထဲမှာကားပစ္စည်းရောင်းတာတဲ့အသေးတန်နေမကောင်းလို့အကြောင်းကြားလို့ညာရင်းချင်းလိုက်ပို့ခိုင်းတာပေါ့ဗျာ အသွားတော့ကတော့ကျွန်တော်အပါဝင်၃ယောက်ပေါ့တညာလုံးမောင်းလာလိုက်တာမနက်မိုးအလင်းမနက်မိုးလင်းအေးသာယာကိုရောက်ရောဆိုပါတော့ရောက်တော့လဲအတော်နဲ့မပြန်ရပါဘူးစေးယုံလိုက်ပို့ရသူတို့ဆောင်ရနေပေါ့ဘာကြီးရည်များပါကျွန်တော်ကပြန်ကျင်ပေးမယ်လို့ကားစရာရေးခဏနေပါအောင်ဆိုမှတော့စူအတင်းပြန်လို့ကလည်းမဖြစ်ဘူးမဟုတ်လားလူမှုရေးရရှိသေးတယ်လေဒါနဲ့နေတပိုင်းကုန်သွားတယ်စေးယုံပေါ်ရောက်စေးတွေဘာတွေတွင်းနေ သူတို့လည်းလူနာအတွက်တော်တော်စိတ်ရေးသွားရပြီနေမှာအဲကြမှကျွန်တော်ပြန်ရအောင်မယ်ဆိုတာသူတို့တတိယသွားပြီးကားကရှင်နေ့လယ်စာရီကျွေးပေါ့သူတို့သားအတွက်စိတ်ပူနေရတာနဲ့ကျွန်တော်ပြန်မှုနောက်ကျသွားရတယ်ဆိုပြီးတော့ကားကအပြင်မုတ်ဘိုး2000ကျပ်ထပ်ဆောင်ပေးပါသေးတယ်ကျွန်တော်ဆိုအတင်းချင်းမိမဲ့သူတို့ကမယူရင်စိတ်ဆိုးမှာမယူလို့ကတော့နောက်တစ်ခါကားမငါတော့ဘူးဆိုပြီးအတင်းကျပ်ပတ်စံကိုလက်ထဲထည့်ပေးလိုက်ကြတယ် ဒါနဲ့ကျွန်တော်လဲသူတို့ကိုနှုတ်ဆက်ပြီးကားကိုတယောက်တည်းပြန်မောင်းလာခင်းရတယ်။အပြန်ခကြီးကကျွန်တော်တယောက်တည်းပေါ့ကျွန်တော်အေးတာရကားထွက်တော့နေ့လယ်နှစ်နာရီထိုးပြီးပြီ။တနာရီအေးအေးလောက်မောင်းလာလိုက်တော့အောင်မန်းကိုသုံးနာရီကျော်လောက်မှရောက်တယ်။အောင်မန်းကိုရောက်မှကားကဘာဖြစ်ချင်တာလဲမသိပါဘူး။လီပါနင်းလိုက်ရင်ဝုတ်ဝုတ်သွားတယ်။တုံဆိုင်ဆိုင်ဖြစ်လာတယ်။လမ်းမှာထဲခဲ့တဲ့စီကမတတ်နာများလားမသိတတ်ပါဘူး။အဲ့ဒီတော့ကအခုလိုမျိုးပန့်ဆိုင်နေမပေါ်များသေးဘူးလေ။ လမ်းမေးစီဆိုင်တွေကနေပဲကရော့နဲ့ဂါလန်ကွက်နဲ့ချင်တွယ်ထည့်ပေးကြတာ哦ခကြီးကအများကြီးကြံသေးတယ်ဒီတိုင်းခကြီးစားဖို့မဖြစ်သေးပါဘူးဆိုပြီးအောင်မန်းမျိုးတွေကကားဝက်လျှော့တစ်ခုမှကျွန်တော်ဝင်ပြလိုက်တယ်ကျွန်တော်အတုံကမောင်းနေကဓာတ်စီအင်ဂျင်နဲ့ရှေဆွဲဘင်ကားလေးပြကားဝက်လျှော့ဆရာကကာဗိုက်တာနဲ့စီကြီးတွေပိတ်နေလို့ပါတဲ့ကာဗိုက်တာဖြုတ်စင်းရင်ကောင်းမယ်ဆိုပြီးဖြုတ်စေးပေးတယ်အဲ့ဒီဝက်လျှော့မှာပဲနှစ်နာရီကျော်လောက်အချိန်ကုန်သွားခဲ့တယ် အမှန်ကကာပိုက်တာဈေးတာနာယီဝက်လောက်ပဲကြာတာပါ သူတို့ကားကိုစားနိုင်ကြတဲ့အကျွန်တော်ကဝက်ရှော့ကပလက်ကလက်ထိုင်ပေါ်အိပ်ပျော်သွားတာဗျတခູ້ခູ້နဲ့ဟောက်တောင်နေသေးတယ်ဆိုပဲကျွန်တော်နှင်းနှင်းကြိုက်ကြိုက်အိပ်ပျော်နေတော့သူတို့ကမနှိုးရလို့မနှိုးကြအောင်လေကျွန်တော်လဲတညာလုံးအေးရေးပြတ်ထားလေတော့အိတ်ကောင်းသွားတယ်ထင်ပါရဲ့အိယာကနိုးတော့နေတော့အတော်ဆောင်နေပြီညနေ9:00ခွဲလောက်ရှိတော့မယ်ဝက်ရှော့လက်ခါကိုရှင်းပေးပြီးကျွန်တော်အတွေ့တစ်ခုပေါက်သွားတယ် အောင်ဝန်းရွာငန်းဟန်မြင့်မူလန်းကနေသွားရင်ခရီးအတော်တူသွားမယ်ပေါ့ရင်းမပင်တာစီမိတီလာဘက်ကနေသွားတာဆိုင် ရွာငန်းလန်းကနေမန္တလေးပြန်ရင်မိုင်60ကျော်လောက်တက်သွားတယ်လေဒါမှမယ့်အဲ့ဒီလမ်းကိုကျွန်တော်တကားမှမသွားဘူးဘူးဗျကားမောင်းဘက်တငယ်ချင်းတွေပြောပြထားလို့လမ်းရှိတာကိုသိထားတာပါဒါနဲ့ဝက်ရှော့စီယာကိုရွာငန်းလန်းအခြေအနေမေးလိုက်တော့လမ်းချင်းပြီးအကွေကောက်ပုံများပြီမဲ့လမ်းကောင်းပါတယ်တဲ့ကျွန်တော်ဆုံးဖြတ်လိုက်တယ် ရွာငန်လန်းအနေပဲဖြက်ပြန်တော့မယ်ပေါ့ဒီလိုနဲ့အိမ်ပြန်နောက်ကျနေပြီဆိုပြီးကိုအောင်ကြီးကလမ်းတူတဲ့ဘက်ကိုရွေးချယ်လိုက်မိပါတော့တယ်ဒါပေမဲ့သူရွေးချယ်ခဲ့တဲ့လမ်းကားအသွားလာအလွန်ကျဲပါပြီးရွာစဉ်ပြက်လက်တယ်ဆိုတာကိုတငယ်ချင်းများပြောပြထားတာကိုမေးရောနေခဲ့မိပါတယ်ကားစရာကိုအောင်ကြီးပြောပြတဲ့နာနာဘဝတို့ရွာသူမဟုတ်ချက်တစီတို့ရွာဆိုတဲ့ဇလန်းမှာအောက်ပါအတိုင်းဖြစ်တယ်ညာကမောင်မောင်မဲမဲလာရောင်ကကြိုးတူကျဲတဲ့ ။သွားနေရတဲ့လမ်းကကြိုင်ချင်းကမှုအတော်ထူတယ်။ကားကိုနည်းနည်းလောက် speed တင်ပေါင်းလိုက်တာနဲ့ကားကကစုံပေါက်ထွက်တဲ့မြင်းပတ်မှာခုံစောစော့။သူဒီလမ်းကိုရွေးချယ်မိတာမှားပြီဟုနောင်တရကျင်နေမိတယ်။အဖော်မပါတဲ့အချိန်မှလမ်းကလည်းအသွာလာပြက်လွန်းလာတယ်။သူကားကိုမှန်မှန်လေးနာယူဝက်လောက်မောင်းလာပေမဲ့ရင်နဲ့ချင်းဆိုင်လာတဲ့ကားတစီးတလေးတောင်မမြင်တွေ့ရ။လမ်းကျောကရှည်လာလွန်းတဲ့ဟုထင်မိတယ်။ဘေးဘီဝဲရာမှာတက်ခါတည်းရန်မီးအောင်ပြပြထွန်းထားတဲ့ အိမ်တန်းရှည်လေးတွေတွေ့ရတတ်တယ်။သို့တော့အိမ်တိုင်းလူလိုကတကားများပိတ်ထားကြတယ်။တိုင်းရင်သားရွာငယ်လေးတွေဖြစ်လိမ့်မယ်။အေးချမ်းလာတဲ့ရာသီဥတုမှာစောစီးစွာအိမ်ယာဝင်ကြခြင်းဖြစ်လိမ့်မယ်ဟု တွေးမိတယ်။ကာရှီယမိကောင်းနာကတကြောင်နည်းနည်းချင်းဆိုင်ကလာတဲ့ကားမရှိတာကတကြောင်သူ့ဖို့လမ်းကိုအလယ်မှရဲတင်းစွာမောင်းနှင်းလာနိုင်ခဲ့တယ်။ရှိတ်ကနေရှိတ်ကနေဘေးဘက်ကကြံရိတ်ခဲ့တဲ့စိုက်ကင်းများကိုကားမီးအောင်နဲ့ဝေဝေဝါးဝါးမြင်ရတယ်။ တခါတရံယူကလစ်ပင်မြင့်ကြီးများရဲ့ပင်စီဖွေးဖွေးဖက်ဖက်ကြီးများမြင်ရတာကတယောက်တည်းကားမောင်းနေသူအတွက်ကြောချမ်းကျင်စရာရွာငံလန်းကျော်ကတကယ်ပင်ရှည်လားလို့နဲ့ရွာငံမျိုးဝပင်အတော်နဲ့မရောက်နိုင်ရေဆက်ဆက်အိုင်နေတဲ့မြေနှိမ်တစ်ခုကိုသူတတိမထားမိပဲအချိန်နဲ့ဖြတ်၍မောင်းချလိုက်တယ်။ကားအုပ်ပိုင်းမှာဒုံငနဲ့ရေအိုက်ထဲကကြောက်ကမှုတစ်ခုကိုခက်ပြင်းပြင်းတိုင်းမိသွားတယ်။ရေအိုက်လေးကိုကျော်လွန်ပြီးမှသူကားကိုအချိန်လျှော့ချလိုက်တယ်။ တကြီးကြီးပုတ်တိုက်နေတဲ့အတန်ကရံမသွားပဲကားကိုလမ်းပေးချရလိုက်ရတယ်။ကားပေါ်ကမစင်းခင် ရောင်းနေတဲ့ပုံဝင်ခြင်းကိုအရင်လေ့လာလိုက်တယ်။အလေးကျပောက်ပင်များနဲ့သာလမ်းပေးဝဲရတိတ်တိတ်တီးတီးရှိနေတယ်။လူနေထိုင်ရအရမဟုတ်။ကားဒက်ရှ်ဘုတ်ထဲကအရင်သင့်ယူလာတဲ့ဂန်နိတ်တံမီကို ထုတ်ယူလိုက်တယ်။ကားပေါ်ကဆင်း၍မြေပေါ်ဒူးထောက်ခေါင်းကိုကားအောက်ပိုင်းငုံကြည့်လိုက်တယ်။ဂန်နိတ်တံမီရဲ့အလင်းရောင်နဲ့ကားအောက်ပိုင်းကိုနေရအနက်ထိုးကြည့်လိုက်တယ်။ အင်ဂျင်ကိုကာပါပြုတ်ထားတဲ့ပလတ်စတစ်ရေကာပြားကမူလီတလုံးပြုတ်ထွက်ပြီးတစောင်းကြီးတွဲလွဲကျနေခြင်းဖြစ်တဲ့အောင်ကြီးကခေါင်းကိုကုပ်လိုက်ပြီးတဲ့နောက်တော်ပါသေးရဲ့စီကံများထိပ်ပြီးပောက်သွားရင်ငါတော့ရွာလေပြီအောင်ကြီးကကားနောက်ခံကဂျိုက်တို့ကွာတို့ကိုထုတ်ယူလိုက်တယ်ပြီးနောက်ကားရက်ထားတဲ့နဗေကကြောက်တုံးကိုယူ၍ကားကိုမရွေးအောင်ကြောက်တုံးနှစ်တုံးနဲ့ကားဘင်းကိုရှေ့နောက်ဂျမ်းညက်ခူထားလိုက်တယ်ရှေ့တန်းအောင်ကြိုက်နဲ့ခူ၍ကားကိုမြောက်တယ် သူဝင်လို့ရတဲ့အနေထားမြောက်သွားတဲ့အခါကားအောက်ကိုသူဝင်၍ပြုတ်နေတဲ့ဧကာပြားရဲ့မူလီနဲ့တလုံးကိုဖြုတ်တက်ပြန်လို့ရလေတဲ့တတူးတယ်မှာကြံနေရတဲ့မူလီမှာအတော်နဲ့ဖြုတ်မရတအားကြံနေတယ်။အောင်ကြီးအားစား၍လဲတယ်။အေးချမ်းလာတဲ့ရာသီဥတုမှာပဲအောင်ကြီးရဲ့နှစ်ဘူးချွေးဆိုလာတယ်။အောင်ကြီးကမရမနေအားစိုက်ကဖြုတ်လဲနေတာကြောင့်မူလီနဲ့တိုင်မှာတပြေးပြေးလဲလာတယ်။ဖြုတ်၍ရာလူလူ အနေထားသို့ရောက်လာတယ်။ ထိုအခိုက်အောင်ကြီးရဲ့ကာအနီမှကျွဲလဲတန်တအီအီနဲ့လူအချို့ရဲ့ခြေတန်လှုပ်ရှားမှုများဖြတ်ကျော်သွားစံကြားလိုက်ရတယ်။အောင်ကြီးကားအုပ်ထဲကနေအပြင်ကိုလှမ်း၍အကဲခတ်လိုက်တဲ့သူရဲ့ကာနဘီမှမိအောင်အချို့လင်းလက်ကကျွဲလဲများနဲ့အတူလူ၁၄၅ယောက်လောက်တို့ရဲ့ခြေတောင်များဖြတ်သွားတာကိုမြင်တွေ့လိုက်ရတယ်။သူမြင်ရတဲ့ခြေတောင်များမှာထူးဆန်းစွာဖက်နှက်စည်းထားသူတယောက်မှမပါရွှွန်နုံများပေပွလိမ့်ကျန်နေတဲ့ခြေပလာများသာဖြစ်တဲ့ လဲရေအတွက်ကိုသူလိုက်ရေအတွက်တာမို့စုစုပေါင်းဖြတ်သွားဒီမှာလဲသုံးစီးဖြစ်တယ်။အံ့ဩစရာကောင်းတာကလဲတန်နဲ့ခြေတန်များလှုပ်ရှားတန်များကိုသာကြားလိုက်ရပြီးထိုအုပ်စုတန်မှအော်ကြားဟေးကြတဲ့ညီကုံတန်ဝေးလို့တီတိုးစကားဆိုတန်မင်းတကွန်းတပါးသားများမကြားရခြင်းမင်းတိတ်ဆိတ်စွာဖြတ်တန်းသွားကြတယ်။လဲများမှာဝိတ်အလေးချိန်ပါပုံရတဲ့တအီအီဆွဲသွားနေတဲ့လဲများရဲ့ခြေလမ်းများတုံနေနေပုံကိုကြည့်၍ခံမန်းရရင်လဲတစည်းပေါ်၌ လူလေး၅ယောက်ခန့်အနည်းပါလိမ့်မယ်။ကျွဲအလွတ်ကျွဲနှက်ကောင်ရဲ့ခြေရိုးကိုလည်းမြင်လိုက်ရတယ်။ဤသို့ဆိုရင်ခုနကလူအုပ်စုကလူ30ခန့်ပါတဲ့လူအုပ်ဖြစ်လိမ့်မယ်။အောင်ကြီးကမူလီနဲ့တိုင်ကိုချက်ရင်းတစိမ့်စိမ့်တွေးကြည့်နေခြင်းဖြစ်တယ်။အေးရအေးချမ်းအချမ်းနဲ့ဒီလူအုပ်ကြီးကညာကြီးအချိန်မတော်ဖဲရက်ကိုများခရီးသွားနေပါလိမ့်ဟုသူ့စိတ်ထဲမတင်မကြားနဲ့တန်တရားဝင်လာတယ်။အနီးနားမှာဆိုတန်ကတန်ဆိုင်ပုံတန်လဲမကြောက်ပွဲသွားပွဲလာလဲမဖြစ်နိုင် ထို့ကြောင့်အောင်ကြီးကကျက်လက်စမူလီနဲ့တိုင်ကိုအမြန်ရှင်းလိုက်ပြီးကောက်ကနေအပြင်ကိုတရောတော်ပါထွက်ကြည့်လိုက်မိတယ်။အံ့ဩစရာပင်သူ့အနီးကဖြတ်သွားကြတဲ့လွန်ခဲ့တဲ့မိနစ်ပိုင်းခန့်ကလေးများလူများကိုသူမမြင်တွေ့ရတော့ပျောက်ချင်းမလပျောက်သွားကြတယ်။ကျွဲလဲများနဲ့ခြေချင်းလမ်းလျှောက်သူများမှာဤများလောက်တော့မြန်ဆန်စွာပျောက်ကွယ်မသွားနိုင်။သူခုနာကမြင်တွေ့ခဲ့ရသည်မှာထင်အောင်ထင်မှအိမ်မက်ပမာပင်ထူးဆန်းစွာပျောက်ကွယ်သွားကြလေပြီ။ အောင်ကြီးကစိတ်ထဲမှာပဝင်မကြခြင်းတော့ကားအောက်ကကြိုက်ကိုဖြုတ်တယ်။ကားဘီးမှာအစီအတာပြုလုပ်ထားတဲ့ကြောက်တုံးတို့ကိုဖယ်ရှားတယ်။ပြီးနောက်သူကားပေါ်သူတက်ကထိုနေရာမှာအ мян ထွက်ခွာခဲ့တယ်။အောင်ကြီးကားကိုကန့်မြန်မြန်မောင်းရင်ခုနတွေ့ခဲ့တဲ့လဲအုပ်စုကိုတတိထားရှာဖွေနေမိတယ်။လမ်းတွင်လမ်းခွဲလဲမတွေ့သူမောင်းလာတဲ့အ мян နှုံးနဲ့ဆိုရင်လဲအုပ်စုကို မုတ်ကြမိတွေ့နိုင်တယ်။သူ့ပေမဲ့ထူးဆန်းတဲ့လဲအုပ်စုကသူမောင်းလာတဲ့လမ်းတစ်လျှောက်တွင် လုံးဝရှာမတွေ့တော့အောင်ကြီးကြောချမ်းသွားတယ်နာနာဘဝဆိုတာလူတို့အားလှည့်စားတတ်တဲ့သဘောမှရှိတယ်ဟု သူကြားဘူးဖတ်ဘူးမှတ်သားထားဘူးပါတယ်တစီ၆ခံရခြင်းလားဆိုတော့လေသူ့အတွေ့ကမသေးချာတစီကဤသို့အုပ်စုပွဲသွာလာတတ်တယ်ဟုလည်းတကာမှမကြဘူးကဲ့ဤသို့နဲ့အောင်ကြီးကအကားတကားမှန်ကိုအဆုံးထိပိတ်ကကြောက်ကြောက်နဲ့ဆက်လက်မောင်းလာခဲ့တယ်တိတ်မကြမီ သူလဲလန်ခုလဲတနေရာ၌ အဝေးပြေးကားများခိတရန်နာရန်ဖွင့်ထားတတ်တဲ့စားတောက်ဆိုင်လေးတစ်ဆိုင်သို့ရောက်လာခဲ့တယ်။စားတောက်ဆိုင်ရဲ့ဘဲဘဲဘေးမှာတဲရင်တလုံးသာသာကန့်ဂဝန်ကြောက်တုံးကြီးရှိတယ်။စားတောက်ဆိုင်ရဲ့ညာဘက်ကလန်းလန်းမှာတဲရင်လေးငါးလုံးခန့်ကိုတက်ဆက်သေးတန်းစီနဲ့ရှိနေတာကိုမြင်တွေ့ရတယ်။စားတောက်ဆိုင်ကကားရန်နာရန်မျက်နှာစာဖြန့်ကျက်ပြီးကားကိုရေထိုးရန်ရေပိုက်ငယ်များအသင့်ချထားပေးတယ်။ချမ်းရင်လုံးနဲ့ရာသီကြောင်းထင်တဲ့ ဆိုင်ရှိမှာရန်နာထားတဲ့တခြားသောကားကိုမတွေ့ရသလိုဆိုင်အတွင်းနိုင်လဲ60ဝက်မီလုံးတစ်လုံးသာထွန်းထားတယ်။ထို့ကြောင့်ဆိုင်အတွင်းပိုင်းကအလင်းရောင်အားဖြော်နေတယ်။မြို့အဝင်စားဟုထင်ရတဲ့ဤအိမ်စုစုအတန်းလေးကိုစောင့်ဝင်လာကြတဲ့သူတတိထားမိတာကလမ်းအသုံးပြုကကောက်ကန်နဲ့ဘိန်းကွန်ဆောင်ရတဲ့ဂိတ်ကိုမတွေ့ရသေးခြင်းပဲ။မြို့နဲ့အတန်းငယ်ဝေးသေးတာလားမပြောတတ်သူနဲ့သူပဲဘိန်းကွန်ကိုမမြင်မဲကြော်လာခြင်းလားမရောက်သေးခြင်းလားမသိနိုင် သို့မဟုတ်ညာဘက်မှုဘိန်းကိုမကောက်ခံခြင်းပဲလားမပြောတဲ့ဖြာတိဝုဒုကလည်းအလွန်အေးတယ်ကာတက်ကကိုလောချတော့ခတ်ပြီးဆိုင်တွင်းသို့သူဝင်ခဲ့တယ်ရဲကူရစပွဲတစ်လုံးမှဝင်ထိုင်လိုက်ပြီးဆိုင်ထဲကိုအကဲခတ်လိုက်တယ်ကောင်တာစပွဲနောက်မှာအရက်ပလင်းမျိုးစုံ တင်ထားတဲ့စင်တစ်ခုရှိပြီးကောင်တာမှာလူတစ်ယောက်မှမရှိ ကောင်တာနဲ့ကဲ့ရဲ့မှာဆိုင်ရဲ့အနောက်သေးသို့ဝင်တဲ့လူဝင်ပေါက်ရှိတယ်ထိုအပေါင်းမှခန်းစည်းလိုက်ကစားချိန်ထားတယ် အတွင်ဘက်သို့မမြင်နိုင်ထို့ကြောင့်အောင်ကြီးကအတန်ပြူလိုက်တဲ့ဆိုင်ရှင်တို့ဆိုင်ရှင်တို့ဆိုင်ရှင်ကိုအော်ခေါ်ရင်းဇပွဲပေါ်ကရေနွေးတပူကိုယူ၍အကြမ်းဖက်ကန်လုံးနဲ့ငှဲ့နေလိုက်တယ်။အငွေတထောင်ထောင်နဲ့တောင်ပေါ်လက်ဖက်ချောင်းနဲ့တင်းနဲ့ရေနွေးချမ်းအသူ့ဟာအနှဲငယ်အချမ်းပြေသွားစေတယ်ရော။ရေနွေးချမ်းပူပူကိုတောက်လို့ရအောင်သူခေါင်းငုံ၍ကရင်းလေးနဲ့မှုန့်နေခြင်းသူ့ရဲ့နဘေးမှခက်လေးလေးအတန်တစ်ခုထွက်ပေါ်လာတယ်။ဘာသုံးဆောင်မလဲ ရုတ်တရက်ဆိုတော့အောင်ကြီးထိတ်လန့်သွားတယ်။ဘယ်ချိန်ကသူ့နာရောက်လာတယ်မသိ။သူ့မောကြည့်လိုက်တော့အရဲ့ရှိရှိခါအနေငယ်ကိုင်းနေတဲ့လူတစ်ယောက်ကသူ့နဘေးကိုရောက်လာခြင်းဖြစ်တယ်။ထိုလူကြီးကသူ့အားကြည့်တာလည်းမဟုတ်ကားလမ်းပေါ်ကိုတွေ့တွေ့ငင်းငင်းကြီးကြည့်ရင်လာရက်နေခြင်းဖြစ်တယ်။ဘာစားမှလဲ။စိတ်မရှိဟန်နဲ့သူ့အားမကြည့်ပဲထပ်မံခုနလိုလေးတီလေးကံမေးလာပြန်တယ်။တေချာရာကထိုလူကြီးရဲ့မျက်လုံးတွေကကားလမ်းပေါ်သို့သာကြည့်နေစေဖြစ်တယ်။ အောင်ကြီးကထမင်းကြော်ရလားရရင်ချက်သားနဲ့တပွဲပေးပါ ထိုလူကြီးကသူ့အားခေါင်းငိမ့်ပြပြီးဆိုင်နောက်ထဲဝင်သွားတယ်အောင်ကြီးတက်ပြင်းပင်ချလိုက်မိတယ်ဘလို့ဆိုင်မလေးပေါ့ဆက်ဆံရေးရလဲအေဒီအေချက်နိုင်လာတယ်ညာဘက်မို့အိတ်ချင်မှုတူဖြစ်နေလားမသိနိုင်ရင်းနှီးချမ်းကိုမှုန့်လိုက်တောက်လိုက်လို့ရင်ထမင်းကြော်ကိုစောင့်နေခြင်းလမ်းမပန်းလိုက်ခြေချင်းရှောက်လာတဲ့လူသုံးယောက်ကဆိုင်ထဲသို့ဝင်လာကြတယ်ရွာကံများဖြစ်လိမ့်မယ် အလုံးလုံးနေရာက ထလာကြတာလားမသိထိုးလူ၃ယောက်ကလည်းခန့်နှွမ်းနှွမ်းရှိနေတယ်သို့တော့ကိုယ်တည်းကြမ်းတမ်းနေအလုံးကြမ်းသမားများဖြစ်ဟန်တူတယ်သူနဲ့တဝိုင်းကျော်ကစပွဲမှာထိုးလူ၃ယောက်ဝင်ထိုင်လိုက်ကြတယ်အောင်ကြီးစိတ်သက်သာရရှာသွားတယ်စိုင်ထဲမှာ သူ့လူများဘက်လာရောက်စားတောက်သူ အဖော်များကြလေပြီဟုတွေးမိတာကြောင့်ဖြစ်တယ်မရှိမနှောင်းမှာပဲခုနကအယံမြင့်မြင့်ခါကိုင်းတဲ့ဆိုင်ရှင်လူကြီးကထိုးစပွဲသို့ရောက်လာတယ် အန်ဩစရာကဆိုင်ရှင်ရဲ့လက်ထဲမှာပူပူနွေးနွေးပြုတ်လာဟန်တူတဲ့ခောက်ဆွဲအရေးပြောသုံးပွဲကိုနေမန်းနဲ့ထည့်လာပြီးထိုလူသုံးယောက်ရှိမှချပေးခြင်းဖြစ်တယ်။အောင်ကြီးခင်များအောင်တတ်တတ်ဖြစ်သွားတယ်။သူ့နောက်မှရောက်လာတဲ့ဧည့်သည်များကစားစရာတွေချက်ချင်းရပြီးသူကစောင့်နေရတယ်မဟုတ်လား။နောက်မှရောက်လာတဲ့လူသုံးယောက်ကဘာစကားမှမပြောကြသူတို့ရှေ့ရောက်လာတဲ့ခောက်ဆွဲများကိုသာတရှူးရှူးတရှဲရှဲနဲ့ခေါင်းမဖော်တန်း ်အာဘာတရ စားတောင်းနေကြတယ်။ခေါက်ဆဲထဲမှာအရွက်စိမ်းများလဲပါတယ်။ထိုအရွက်ပြုတ်များကိုငရုတ်ချေများတဲ့နှစ်ကစားနေကြတာမှာအာရစရာတရေကြခြင်းစရာပဲ။တခါနေရင်ဆိုင်ထဲသို့ လူငါးယောက်ဝင်လာကြပြန်တယ်။ထိုလူများကအရင်ရောက်နေတဲ့လူများကဲ့သို့ပဲခင်တိုးတိုးကိုလုံးကိုတဲခက်ချမ်းချမ်းရှိသူများပဲ။ကျွဲများကဲ့သို့မဲတဲ့ကိုတဲရှိကြတယ်။လွတ်နေတဲ့ဇပွဲဝိုင်းမှာဝင်ထိုင်လိုက်ကြပြီးအရင်ရောင်းနေတဲ့သူများကဲ့သို့ စကားတခေါ်မှမဆိုပဲထိုင်ကုန်များမှာခါးကိုမမတ်ထိုင်နေကြတယ်။ရှင်နီးတူစွာပဲဆိုင်ရှင်ကခောက်ဆွဲပြုတ်ပူပူနွေးနွေးငါးဘွဲကိုတိုးစပွဲတို့လာချပေးပြန်တယ်။အောင်ကြီးကြည်ရင်အံ့ဩနေမိတယ်။ပထမလူ၃ယောက်တုန်းကလည်းစားကြရမမအခုရောက်လာတဲ့အဖွဲရလည်းစားကြရမမတို့ပေမဲ့ဆိုင်ရှင်ကခောက်ဆွဲပြုတ်များကိုအရန်တိပြုတ်ထားပြီးစပွဲပေါ်သို့ချက်ချင်းလာကြပေးတာမှထူးဆန်းနေတယ်။ သို့သောအောင်ကြီးကဤသို့ဖြည့်တွေးတွေးလိုက်တဲ့ကြိုတင်မှားထားခြင်းသာဖြစ်လိမ့်မယ်ဟုပင်ဆိုင်ရှင်လူကြီးကစားတော့စရာခောက်ဆွဲပြုံများချပေးရင်မင်းတို့ကလဲဆွဲရတာဆိုတော့ပို့ပြီးပြင်မယ်နဲ့စားကြများများစားကြလူရင်လည်းပြောဟိဆိုင်ရှင်ကထို့သူပြောတော်လဲဇပွဲဝိုင်းမှာထိုင်နေကြတဲ့သူများကဘာစကားမှခွန်တုံပြန်မဆိုကြခောက်ဆွဲပြုံများကိုသာမြင်ရှက်စွာစားနေကြတယ်။အောင်ကြီးကသူ့နာဖြတ်သွားတဲ့ဆိုင်ရှင်အားဦးလေး ကျွန်တော်မထားတဲ့ထမင်းကြော်မရသေးဘူးလားကြားတယ်ဗျာဆန်းရှင်လူကြီးကထိုးစံအတိုင်းသူ့အားမကြည့်ပဲခဏဆောင်ကြော်နေပြီထိုတို့ပြောပြီးဆိုင်နောက်ထဲသို့ဝင်သွားပြန်တယ်ဆိုင်ထဲမှာ သူ့အပါဝင်လူတွေများလာပေမဲ့စူးစူးညံ့ညံ့စကားပြောတမ်းမရှိပါဘူးကိုခေါက်ဆွဲကိုသာခေါင်းမဖော်စတန်းစားနေကြတယ်အောင်ကြီးလဲရင်ွေးချမ်းနေတောက်ပြီးအပေါ်သွားကျင်လာတယ် ထို့ကြောင့်ဝင်လိုက်ထွက်လိုက်စပွဲတို့လုံးနေတဲ့ဆိုင်ရှင်ဟာအပေါ်သွားချင်ရေးအိမ်နာဘယ်ဘက်မှာရှိလဲဟုမေးလိုက်တယ်။ဆိုင်ရှင်ကဆိုင်ရဲ့ညာဘက်ဘေးမှအနောက်ထဲသို့ဝင်သွားရန်ပြောတယ်။အောင်ကြီးလည်းဆိုင်ရဲ့အပြင်သို့ထွက်၍ညာဘက်လမ်းကြားလေးထဲမှအနောက်သို့ရှောက်လာခဲ့တယ်။ဆိုင်အနောက်ဘက်ကြက်ရက်မြေလွန်း၌အိမ်သာရှိတယ်။60ဝက်မီလုံတစ်လုံးရဲ့အလင်းပြော့ပြော့မှစံတဝါဝါရှောက်လာခဲ့ရခြင်းဖြစ်တယ်။အိမ်သာမှရေလောင်းအိမ်သာဖြစ်တယ်။ ထိုအိမ်သာရဲ့အနောက်မှာမြေလွတ်ထမှန်ရှိုံမယ်ဟုခံမှန်းရတယ်။အနောက်ဖက်မြေလွတ်ထမှလူသူလှုပ်ရှားတံများချွတ်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 ထွက်ပေါ်နေတယ်။အောင်ကြီးအပေါ်သွားနေခြင်းနားရဲသို့တရှူးရှူးတရှဲရှဲနဲ့စားတောက်နေကြတဲ့အတံများကိုကြားလိုက်ရတယ်။ထိုအတံမှာသူဆိုင်ထဲထိုင်နေခြင်းကကြားခဲ့တဲ့ခေါက်ဆဲပြုတ်စားနေကြတဲ့အတံနဲ့တထထဲဖြစ်တယ်။ထိုအတံကအိမ်သာရဲ့အနောက်ဖက်မှထွက်ပေါ်နေခြင်းဖြစ်၍ အင်သာအုပ်ပေါက်ကြားမှအနောက်သို့အောင်ကြီးဆက်ဆူးစွာချောင်းကြီးလိုက်တယ်။အုပ်ပေါက်ထဲမှမြင်လိုက်ရတဲ့မြေခွင်းကအောင်ကြီးအားမှင်သက်အံ့ဩသွားစေတယ်။ကြည့်ပါဦးအင်သာအနောက်ဘက်မြေကွက်လက်မှာလဲရင်သုံးလုံးကိုတောက်ထောက်ထားတယ်။ကျွေးမြောက်ကိုတော့မမြင်တွေ့ရ။မြေတလင်းပြေမှာ လူသုံးယောက်တစ်ဖက်ငါးယောက်တစ်ဖက်အလင်းသင်းတယ်လို့အဆုလိုက်အဖွဲလိုက်နဲ့ခောက်ဆွဲပြုံများကို အားရပါးရစားတောင်းနေကြတယ်။ လေးမိများကနှစ်နှစ်သုံးနှစ်အရွယ်သားသမီးများကိုအစာခွန်လျက်နိုးတိုင်းမိခင်များကလည်းကလေးများကိုနိုးတိုင်းလျက်၎င်းယောက်ျားဤအုပ်စုသည်လည်းအပွဲလိုက်လက်တင်သလိုဆူရက်၎င်းခောက်ဆွဲပြုံများကိုမြိန်ဆက်စွာ စားသုံးနေကြတာကိုမြင်တွေ့လိုက်ရတယ်။စားသုံးနေတဲ့အတ္တမတပါလူအုပ်စုတဘာဝအလျောက်ဖြစ်ပေါ်တတ်တဲ့ကလေးငိုတဲ့တီတိုးစကားတဲ့ငင်းကုန်ရံဖြစ်တဲ့လုံးဝမထွက်ကြ။ညီတို့တိတ်ဆိတ်လွန်လာတယ်။အောင်ချီက သူမြင်ရတဲ့မြင်ကွင်းကအမှန်တကယ်ဟုတ်ပါလိမ့်စားဟုတန်တရာပွားလာသဖြင့်သူ့ရဲ့မျက်လုံးများကိုလည်းနဲ့ပုတ်သက်၍ထမှန်ကြည့်မိတယ်။မြင်နေရတာကအမှန်ပဲဖြစ်လေတဲ့။အောင်ကြီးကဆက်ဆက်ဆူဆူနဲ့စားတောင်းနေတဲ့လယ်ပိုင်းမှာလူများရဲ့ခြေထောက်များကိုအယောက်တိုင်းစိလိုက်လံကြည့်လိုက်ပြန်တယ်။အားလုံးသောသူတို့မှာခြေဗလာတက်တက်သာဖနက်ခြေနှင်းလုံးဝစီထားခြင်းမရှိသလိုနှစ်ပေးနိုင်ချုပ်ပုံထားခြင်းလည်းမရှိ ဒါငါကားပြင်နေတော့ငါတွေးခဲ့လဲအုပ်စုပါလားသူတို့ဒီလောက်မြင်မြင်ဒီစားတော့ဆိုင်ကိုဘယ်လိုများရောက်လာတာပါလဲအောင်ကြီးကအုပ်ပေါင်းမှထမှန်၍ချောင်းကြီးပြန်နေအောင်ကြီးရှာနေတာကလဲကိုဆွဲလာတဲ့ကျွဲများကိုဖြစ်တယ်သို့တော့အိမ်သားရဲ့အနောက်ဖက်ကွေးမြေ၌ကျွဲတကောင်မှမမြင်တွေ့ရအောင်ကြီးကဆိုင်ထဲမှာတွေ့ခဲ့ရတဲ့အသားမဲမဲကိုတဲ့ကျန်းမ်းနဲ့သူများကိုပြန်မြင်အောင်ဆက်ဆက်တွေးလိုက်မိတဲ့အခါကျော်ရဲကစိတ်ငနဲ့အေးသွားပြီး ခေါင်းနှာပန်းကြီးသွားတဲ့အထိစက်သိမ်းမင်းနဲ့ထထွားပါနဲ့။အောင်ကြီးကအိမ်သားမှပြန်ထွက်ပြီးဆိုင်ထဲထိုင်နေကြတဲ့လူတွေရဲ့ခြေထောက်ကိုအမတ်တမဲကြည့်လိုက်တယ်။ဟာသူတန်ကသူ့ရဲ့ပါဇက်ကနေမထိန်နိုင်မသိနိုင်ထွက်သွားမိတယ်။အဘဲเจ้าဆိုတော့ဆိုင်ထဲကလူများကလည်းတဦးတယောက်မျှဖဏမပါကြဖဏမစည်းထားကြ။သူသူတို့ရဲ့ခြေထောက်များကရှုံအလိမ့်လိမ့်ပေးကြလျက်ရှိနေဒီမှာဖဏစည်းရမလို့တဲ့ကျွဲခွာနွားခါများအလားပင် အောင်ကြီးကစားတောက်ဆိုင်ကိုလုံးဝမသိငါတော့သူစားတောက်ဆိုင်နဲ့မဝင်မဲဆိုင်ပြေလိုက်ရောင်းလဲလဲလုံးရင်ကားအနီးသို့သွားလိုက်တယ်ကားတကားကိုဆွဲပွန်လိုက်ပြီမဲ့တကားလဲချထားရစ်မပွင့်အိတ်ထောင်နဲ့ကားတော့ကိုစမ်းကြည့်ရင်တရီရသွားတယ်သူကားတော့ကိုစားတောက်ဆိုင်နဲ့ကဇပွဲပေါ်တင်ထားမိတယ်အောင်ကြီးကကားတော့ကိုစားတောက်ဆိုင်နဲ့သို့မဖြစ်မနေဝင်ယူရလဲုံမဲစားတောက်ဆိုင်နဲ့ကိုဝင်ယူရန်ကြည့်လိုက်တဲ့အခါဆိုင်ထဲကကောက်ဆွဲပြုတ်စားသုံးနေကြတဲ့သူအလုံးက ခေါက်ကျွဲကိုဆက်မစားဘဲသူ့အားစိမ့်စိမ့်ဝိုင်းကြည့်နေကြတယ်။အကြည့်များကသူ့အားမလိုလားဟန်အပြေးပါနေတယ်ဟုခံစားနေမိတယ်။သူ့ပိုင်ထဲကကလီစားတွေပါတုံရင်နေအောင်ဤပဝင်းချင်းကိုကြောင်းလန့်လာတယ်။အောင်ကြီးကမဝင်မရဲနဲ့ဆိုင်ထဲကိုလှမ်းလာခင်ရင်ဇပွဲပေါ်ကကားတော့ကိုယူလိုက်တယ်။သူလည်းကားတော့ကိုကင်လိုက်ရောအနီးနားဇပွဲဝိုင်းကခြေပလာနဲ့လူများကယုတ်ကြီးဝုန်းကနေမတ်တဲထားရဲလိုက်ကြတာကိုထိတ်လန့်စွာကြုံလိုက်ရတယ်။ ထိုပြပြကြောင့်အောင်ကြီးကြီးစွာထိလန့်ခြင်းစိုင်နောက်ထဲကဆိုင်ရှင်ထွက်လာတယ်။ဆိုင်ရှင်ရဲ့လက်ထဲမှာအငွေတထောင်းထောင်းထားနေတဲ့ကြက်သားထမင်းကြော်ပကံကိုကင်လာတယ်။ဆိုင်ရှင်ကမတည့်ရနေကြတဲ့လူများကိုတစ်ချက်မြဝေးကြည့်လိုက်ပြီးသူရဲ့အကြည့်မှာစူးရှာတယ်။ဆိုင်ရှင်ရဲ့အကြည့်ကြောင့်လားမသိဆိုင်ထဲကလူများကဘာစကားမှမဆိုဘဲဆိုင်အပြေလမ်းမတို့ထွက်ကအရှူရှူပြောက်ကွယ်သွားကြတယ်။ ဆိုင်ရှေကအောင်ကြီးဘက်သို့လှဲကမရင်မပြုံးခက်တီတီမျက်နှာပေးနဲ့သမင်းကျော်ကအနေနဲ့ကြာသွားတယ်။ကဲပူလုံးလေးသုံးဆောင်မအောင်။အောင်ကြီးလဲဆိုင်ရှင်ရဲ့ဇကားကိုကြားရတဲ့အခါသူဟာတစုံတစ်ယောက်ကအမိန်ပေးလိုက်တကယ်တို့ဖြစ်သွားတယ်။ထိုင်းကုန်းမှာပြန်ထိုင်လိုက်မိရဲ့ရှေ့မှာရှိတဲ့သမင်းကျော်ဘက်ကကိုယူ၍စားရဲစွန်းကိုကင်လိုက်တယ်။ထိုခိုက်ကားလမ်းပေါ်မှာကားတစီဝေါ်ကန်နဲ့အပြေမောင်းသွားတဲ့ဟွန်းတဲ့အရှိတီးသွားတဲ့ကြားလဲရ၍ အောင်ကြီးကအိမ်မက်မလန်တို့သူတယောက်ပါမှတတိပြန်ဝင်လာတယ်။အောင်ကြီးကသူ့ရှိရစပွဲပေါ်မှာထမင်းကြော်ကိုကြည့်၍စားကြင်စိတ်မရှိတော့ပဲ။ဟိုလေကျွန်တော်ခုတိတ်မစားသေးလို့ဒီထမင်းကြော်ကိုပါဆယ်ထုတ်ပေးပါခင်ဗျာ။ဘလောက်ကြာလဲမသိဘူး။အောင်ကြီးကပတ်စံထုတ်ရင်းမေးလိုက်တယ်။ဆိုင်ရှင်ကသူ့ဟာမကျေနပ်သလိုခမဲမဲကြည့်ရင်းစပွဲပေါ်ကထမင်းကြော်ပကံကိုယူ၍အနောက်ထဲဝင်သွားတယ်။ တောင်းလောက်အကြာထမင်းကျော်ပါစဲထုတ်လာပြီးအောင်ကြီးထံမှကြာတဲ့ငွေတောင်းယူတယ်။အောင်ကြီးလည်းငွေရှင်းပြီးထမင်းကျော်ပါစဲတို့ကိုယူကကားကိုထိုးနေရမှအမြန်မောင်းထွက်လာခဲ့တော့တယ်။ကြောက်စိကြောက်သူ့အမူအရာကကတော့ကရေဖြစ်နေမှမလွဲစိတ်ကိုတည်ငြိမ်အောင်ဆိုပြီးအောင်ကြီးကကားမောင်းရင်းဖျားစာများကိုရှုပ်ဖက်လာခဲ့တယ်။မိနစ်20လောက်မောင်းလာတဲ့အခါရွာငယ်မြို့အဝင်ဘိန်းကွန်ဂိတ်ကိုရောက်တဲ့ ဘိန်းကိုပြေစားဖြတ်ပြီးမြို့ထဲကိုရောက်တော့မှသူ့တပြင်းချနိုင်တော့တယ်။မြို့ထဲမှာလျှက်စင်မီးများထိမ့်ထိမ့်လင်းနေတဲ့ကားရက်နားတဲ့စားတောက်ဆိုင်များကိုသုံးလေးဆိုင်ဇက်တိုက်တွေ့ရ၍အစုံဆုံးဆိုင်တစ်ဆိုင်မှာသူ့ကားကိုဝင်ရက်လိုက်တယ်။ထိုဆိုင်ရှိမှာခေါ်ပီတုံများတင်ဆောင်လာတဲ့၆ဘိန်းကုန်တင်ကားတစ်စီးရန်နာလျက်ရှိတယ်။သူ့ကားဝင်လာကြတဲ့ဟာဆိုင်ထဲကထိုင်နေတဲ့ကားသမားနှစ်ဦးကသူနဲ့သူ့ကားအားတစ်ဆိုင်မမတ်ကြည့်နေတယ်။၆ဘိန်းကားမောင်းသူနဲ့စပယ်ယာဖြစ်လိမ့်မယ်။ အောင်ကြီးကဆိုင်ရှိရေတိုင်ကြီးတဲ့ရေကိုအနှဲငယ်ခတ်ယူ၍မျက်နှာတက်လိုက်တယ်။ကြီးခဲရေတမျှအေးများတဲ့ရေကသူ့အသည့်အားလမ်းဖြတ်နိုးထသွားစေတယ်။သူ့ဆိုင်ထဲဝင်တော့အရင်ရောက်နေနေတဲ့ကြောက်ပင်ကားဆရာကသူ့အားပြုံးပြနှုတ်ဆက်တယ်။သူလည်းအလိုက်တသည့်ပြန်ပြုံးပြလိုက်တယ်။ဇပွဲလွတ်တလုံးမှာသူနေရာယူထိုင်လိုက်ပြီးကော်ဖီတစ်ခွက်မာလိုက်တယ်။တစ်ဖက်ဇပွဲဝိုင်းကကြောက်ပင်ကားဆရာကသူ့ရှိရာဇပွဲသို့ထလာတယ်။ ပြီးတော့ခေါ်ဝလွတ်တလုံးကိုယူရင်းမိတ်ဆက်စကားဆိုတဲ့ချောက်ပိကားစရာကအောင်ကြီးရမိတ်ဆက်ပြီးသူတိလိုတာကိုတက်တက်ပြောလီတော့တယ်ခမားကားကိုခုံုံချောက်တို့ညီနာရှက်ထားတာတွေ့ခဲ့တယ်ကျုပ်တောင်ဟွန်းရှိကြီးတီးထားခဲ့သေးတယ်အဲ့ဒီမှာဘာလုပ်နေတာတုံးဗျအောင်ကြီးကသူခုနာကကြားလိုက်တဲ့ဟွန်းတန်အရှိကြီးတီးသူမှာထိုချောက်ပိကားစရာမှန်တီးသွားကအော်အဲ့ဒီထမင်းဆိုင်မှာခဏဝင်လာတာဗျထမင်းကျော်မှာတာအကြာကြီးစောင့်နေရလို့စိတ်တောင်မရှိပါဘူးဗျာ ခြောက်ပိကားစရာကသူ့ဟာအံ့ဩစွာကြည့်ရင်ဟာဗျာအဲ့ဒါအရင်ကခဝုန်သိန်းချိုင်းဟောင်းဗျဘေးကမှထမင်းဆိုင်လာမဖွင့်ပါဘူးအဲ့ဒီနေရာမှာဘာဆိုင်မှမရှိပါဘူးခမည်းတော်တရေခြောက်ခံထိပြီးထင်နေဗျာဟုတ်ဟုတ်လို့လားဗျာကျွန်တော်ကိုဆိုင်ရှင်ကထမင်းကြော်တော်ပါစေထုတ်ပေးလိုက်သေးတယ်ခြောက်ပိကားစရာကအောင်ကြီးရမယုံသလိုကြည့်ရင်ခမည်းတကယ်ပြောနေရလားသူကခမည်းတရေခြောက်ခံရမှာဆိုလို့ဟုံးတဲ့အကျည်ကြီးတီးသွားတာဗျာ ကဲဘာမှတော့ခမားရဲ့ထမင်းကြော်ပါဆယ်တို့ကကြုတ်ကြည့်စမ်းမယ်။အောင်ကြီးက၆ဘေးကားဆရာနဲ့စပယ်ယာကိုခေါ်၍သူ့ရဲ့ကားထဲကထမင်းကြော်ပါဆယ်တို့ကိုပြလိုက်တယ်။၆ဘေးကားဆရာနဲ့စပယ်ယာတို့ကသူယူလာခဲ့တဲ့ထမင်းကြော်ပါဆယ်တို့ဆိုတာကိုဖွင့်ကြည့်ရင်ကြီးမောလိုက်ကြတယ်။ကျွတ်ကျွတ်အတွေ့ကဖော်ဘူးဖော်ဘူးကလည်းအဟောင်းခဏညင်ထိုပေါ်ဘူးအဟောင်းထဲမှာတော့ထမင်းကြော်အစားတိရွက်ချောင်းများအမိုက်စာများကိုသာတွေးလိုက်ရတော့တယ် အောင်ကြီးခမရက်နေတဲ့ဒူးများပင်မခိုင်တုံရင်စွာခွေညွတ်သွားတယ်။ခြောက်ဘိတ်ကားဆရာကသူ့အားတွဲမ၍ဆိုင်ထဲသို့ခေါ်လာရတယ်။ခြောက်ဘိတ်ကားဆရာကအောင်ကြီးအကြောက်ပြေစေရန်အလိုငါသူ့တောက်နေတဲ့ဝီစကီကိုအချိုရေရော၍တိုက်ရတယ်။အောင်ကြီးခမအတော်နဲ့အကြောက်မပြေသဖြင့်ခြောက်ဘိတ်ကားဆရာကမနက်မိုးလင်းတဲ့အထိစောင့်ပေးပြီးသူ့ကားနဲ့အတူမန္တလေးသို့အတူတူတွဲစင်းရပါတော့တယ်။ထိုဖြစ်ပျက်များဖြစ်ပျက်ပြီးတဲ့နောက်ကိုအောင်ကြီးကအဖို့မပါပဲ ဘယ်ညာအိတ်ခကြီးမှကြောက်ရတာမလိုက်ရဲတော့ပါဟုတီးရတယ်။ပရိသတ်များရှင်ဇလန်းလေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဆုံးထိနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။โย